မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အထီးကီးသုံးလုံးဤနှမျိုးကိုပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါတယ်ဒါကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်နီးအဆက်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နံပါတ်30နံပါတ်30နဲ့တိကနေစာပြီးတော့ပြပြထားရှင်းဖြစ်ပါတယ်ပေါ့နော်ဒီ933နဲ့383ညမှာဆိုရှင်ကျွန်တော်သုံးတလုံးပုံတူတယ်ဆိုပေမဲ့ပေါ့နော်ဒီဘက်က9ရဲ့ဒီဘက်က3ညရဲ့နှစ်3ညကိုဖြစ်ပါတယ် ဒီမှာ3ခွန်3ည5ခွန်5ခွန်ပုံတူတယ်ဗောနော်အဲ့မှာတော့ခုနှစ်တလုံးဒီခွန်ခွန်9ဖြစ်ပါတယ်ခင်ဗျာခွန်9ဒီနေခွန်9ခွန်9ပုံတူတယ်ဗောနော်ခွန်9ပုံတူတာအာခုနှစ်ဒီခွန်3ည3ည3ဖြစ်ပါတယ်9 3 8 3 5 3တလုံးတူတယ်3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာပြီးတော့ခွန်9တိ4 9တိမှာ9တိပုံတူပေါ့နော်9 9ဒီဘက်က9ရဲ့4ရဲ့8 9လေးဖြစ်ပါတယ် နောက်ထပ်ဒီ3 9နဲ့6 3သုံးတလုံးတူတယ်ပေါ့နော်963ဆိုတဲ့အတွက်ဒီဘက်က3ရက်5ရက်ဒီဘက်က6ရက်3ရက်963ဖြစ်ပါလေ3909ခုနှစ်လေးမှာခုနှစ်တလုံးတူတာ68ခုဆိုပြီးဖြစ်ပါလေပေါ့နော်ဒီ8တုံများနှစ်နဲ့နှစ်ခု9နဲ့မှာဆိုရင်ရှင်လေကျွန်တော်နှစ်တလုံးပုံတူတာပေါ့နော်နှစ်လုံးပဲအနေနဲ့နှစ်နှစ်ခုဆိုပြီးဖြစ်ပါလေဒီ388တဲ့ပင်မှာတော့ကျွန်တော်နီးနှမျိုးစလုံးပြည့်တယ်ပေါ့နော် ဒီနည်းနဲ့နည်းနံပါတ်၄လည်းပြတ်တဲ့နည်းနံပါတ်၄လည်းပြတ်သွားတာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တစ်ချိန်မှာ3900ကီ383ညာကီမှာဆိုရင်3ဒလုံးပုံတူတာ3တုံညာကူဖြစ်ပါတယ်။3လုံးပဲအနေနဲ့ပေါ့နော်3တုံညာကူဒီ909နဲ့တုံညာ909မှာ900ရင်909နဲ့နှလုံးပုံတူတယ်ပေါ့နော်3900မြေဆိုတဲ့အတွက်ဒီ9ဒလုံးကဒီလို3900ဖြစ်ပါတယ်။9133633ပုံတူတာ3ဒလုံးပဲ ကျွန်တော်3ခုနေစပြီဖြစ်ပါတယ်ခင်ဗျာနေလေး6 6 6လုံး6တလုံးပုံတူတယ်ပေါ့နော်နေလေး6ဆိုပြီးဖြစ်ပါတယ်ဤနံပါတ်1ကတော့3လုံးအပါဖြစ်သွားတယ်ပေါ့နော်ဒီ335ခုနှစ်လေး335နဲ့ခုနှစ်လေးဒီမှာတော့ကနဲမတူဘူးပေါ့နော်ဒီတပင်မှာဒါလည်းကနဲမတူတာဖြစ်ပါတယ်ဒါကြောင့်မို့3ရက်2ရက်4ရက်3နှစ်လေးဖြစ်ပါတယ်ခင်ဗျာ3ညနှစ်လေးခုနှစ်လေးနှစ်လေးပုံတူတဲ့ကဤတလုံးပဲ6 9နှစ်ဖြစ်ပါတယ် ရောင်းမှာရှောင်းသလုံးပုံတူတာ၆လုံးပိုင်အနေနဲ့ပေါ့နော်ကျွန်တော်တို့ရှေ့ရှောင်းကဖြစ်ပါတယ်9 9 6ဒီမှာဆိုရင်ကျွန်တော်9သလုံးပုံတူတယ်ဆိုပေမဲ့ဒီမှာတော့9ရဲ့6ရဲ့အဲ35ရှောင်းစုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကြိမ်မှာဒီများနဲ့လေး16ချစ်ဒီမှာကနေမတူဘူးပေါ့နော်ဆိုတော့4ရဲ့6ရဲ့6 6ဖြစ်ပါတယ် ြည်ကလေးတစ်ပတ်ကျွန်တော်ချစ်တုံညာနဲ့သုံးချစ်တုံညာမှာရှင်းနဲ့တုံညာနဲ့ပုံတူတယ်ပေါ့နော်ဒီမှာချစ်ရဲ့တုံညာရဲ့ပုံတူဆိုပြီးပြပြထားတယ်သူရှားပြတော့က6ခွန်ချစ်ပေါ့နော်6ခွန်ချစ်ဆိုတော့ကျွန်တော်ချစ်တလုံးပုံလုံးပိုင်အနေနဲ့အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာရှင်းရှင်းရှင်းဆိုပြီးတော့ပေါ့နော်โอเคနံပါတ်၄၀နဲ့ချစ်ကြိမ်တိဆိုရင်တော့တစ်ကြိမ်ပြတ်တယ်ပေါ့နော် ကျွန်တော်ဒီတောင်းရှိရှိဒီပင်မှာဤနှမျိုးစလုံးတစ်ကြိမ်စီပြတ်တာဖြစ်ပါတယ်။နံပါတ်49ကျွန်တော်ဒီ16ကြိမ်အတွက်အတုံးလိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ပြန်လည်များပြတ်မှာဖြစ်တယ်ဗောနော။နံပါတ်49ဤနံပါတ်1ကိုစားပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ Okay ဒါလေးကတော့ကျွန်တော်ဤနံပါတ်1ဖြစ်ပါတယ်ဗောနော။ဤနံပါတ်1ကိုဒီကနေစားပြီးလေ့လာကြည့်အောင်။ဒီ9နဲ့6နဲ့ပေါင်းတာဆိုရင်7ရတယ်တပည့်ကြီးတယ်ဗောနော။ တုံးနဲ့တက်ပေါင်းတာက၄ဖြစ်ပါတယ်ခင်ဗျာဒီတက်ကတစ်ချိန်ပေါ့နော်ပြီးရင်ဒီမှာနှစ်တစ်ချိန်ပေါင်းထားတယ်တုံးညနဲ့ဒီနှစ်နဲ့ပေါင်းရှင်းကနှစ်ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ဒီမှာတင်းနဲ့တက်ပေါင်းတာနှစ်နှစ်နဲ့နှစ်ပေါင်းတာ၄၄နဲ့နှစ်ပေါင်းရှင်း6ရောက်ရဲ့နှစ်ရဲ့ပေါင်း8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှေ့ရတယ်ပေါ့နော်ရှေ့ကိုနှစ်နဲ့ပေါင်းရှင်းက30တုံးများကိုနှစ်နဲ့ပေါင်းရှင်းက1ရှစ်တုံးများနဲ့ကြီးမှာ sorry ကျွန်တော်တို့ဒီမှာပေါင်းတာတင်းနဲ့တစ်ပေါင်းတာနေပေါ့နော်နေနဲ့နေပေါင်းလေလိမ့်နဲ့နေပေါင်းရှောင်းရှောင်းနဲ့လေးပေါင်းရင်တစ်စိဖြစ်ပါတယ်ဒီမှာရှေ့ဆိုပြီးရေးမိထားတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာ၃ည၃ညကိုနေပေါင်းရှင်းဒီနေ့နေ့ကိုနေပေါင်းလေ၃ညနေလေးကြီးမှာ၆လေး၆ဆိုတဲ့အတွက်ကြောင့်မို့လေးဒီအလေထင်ဖြစ်ပါတယ်ဒီမှာလေး၆လေး၆ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့နံပါတ် ဒီမှာတုံညာနေလေးကီမှာ6လေး60ပြပြပြထားတယ်ပေါ့နော်ဆက်ပြီးတော့ဒီ shit တုံညာနေကီဆိုတာလေးကိုဆက်ပြီးဒီလေးလာကြည့်မယ်ပေါ့နော်အပေါ်ကလူမျိုးပဲ9နဲ့6နဲ့ပေါင်းလို့တုံညာနဲ့၄နဲ့ပေါင်းရှင်းက၄ဖြစ်ပါတယ်9နဲ့6နဲ့ပေါင်းတာကပေါင်းရှင်း73ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်ဒီ2ကတစ်ကြိမ်ပေါ့နော်ပြီးရင်တုံညာနဲ့ဒီ2နဲ့ပေါင်းရှင်းကလည်း2ဖြစ်ပါတယ်ခင်ဗျာအစွဲ3ရ9ရပေါင်းရှင်း30 4 ၄နဲ့နှစ်ပေါင်း၆၊၆နဲ့နှစ်ပေါင်း၈ရရတဲ့အတွက်ကြောင့်မို့၈ကိုကျွန်တော်တို့နေနဲ့ထပ်ပေါင်းရင်၃၀၊၃ညကိုနေနဲ့ပေါင်းရှင်နှစ်၊၈၃ညနှစ်စုံပေါ့နော်။အဲ့မှာ၉ခွန်၈ဆိုတဲ့အတွက်ကြောင့်မို့၈ကအပိတ်ဖြစ်ပါတယ်။ကျွန်တော်တို့စုံတော့မဟုတ်မအကနဲ့အထီးကြီးဖြစ်ပါတယ်ပေါ့နော်။ရှိတုံညာနဲ့မှာ9ခု8ဒီမှာပေါ့နော်ဒီဟာဖြစ်ပါလေ။ Okay ဒါဆိုရင်ကျွန်တော်16ကြိမ်အတွက်အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ ၃မြောက်နဲ့၄နဲ့ပေါင်းတဲ့အတွက်၈နဲ့၆ပေါင်းတာဆိုရင်ပေါင်းရှင်ဒီ၁၄ဖြစ်ပါတယ်။၅နဲ့၈နဲ့ပေါင်းတယ်လို့ခွန်ခွန်ပေါင်းတာပေါင်းရှင်၁၄ပေါ့နော်။ခွန်နဲ့ဒီမှာ၈ကတစ်ကြိမ်ဒီမှာနှစ်ဆိုတဲ့အတွက်ဒီမှာလည်းနှစ်ပေါ့နော်။ဒီမှာ၃ညဒီမှာလည်း၃ညဒီနှစ်နဲ့ပေါင်းတာကနှစ်ဆိုပြီးဖြစ်ပါတယ်။ရှင်းနဲ့နှစ်ပေါင်းရင်30ပေါ့နော်၄နဲ့၄ပေါင်းရှင်းရှင်းရှင်းနဲ့နှစ်ပေါင်းရင်30ရတဲ့အတွက်၃ည၃ညကိုနှစ်ပေါင်းတာနှစ်နှစ်ကိုနှစ်ပေါင်းရှင်း ၃ည၄၄စုံကနန်းအထီးကီ၃လုံးဆိုပြီးဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်နီးနံပါတ်၁ပေါ့နော်။နီးနံပါတ်၁ဖြစ်ပါတယ်။တင်ချာနီးအရာ၃ည၄၄စုံကနန်းအထီးကီ၃လုံးဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီနီးနံပါတ်၁ဒီမှာထည့်ရေးမယ်ပေါ့နော်။၃ည၄၄ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကနီးနံပါတ်1နောက်ထပ်နီးနံပါတ်2ကိုလည်းဆက်ပြီးတူတူလေ့လာကြည့်မှာပေါ့နော် โอเคนี่นัมเบอร์ติกะตองญาณี4บ่เนาะติมาไปยิไล่ไปมั้ยนัมเบอร์49นี่นัมเบอร์ติกะจารย์เราตองญาณี4กีสุบิยาเลยบ่เนาะโอเคเสร็จพี่แล้วจารย์ดินี่นัมเบอร์2กะจารย์เราเสร็จพี่จีอย่างบ่เนาะนี่นัมเบอร์2บ่ဖြစ်ပါတယ်အထီးကီးသုံးလုံးนี่นัมเบอร์2ဖြစ်ပါတယ်ဗောနောဒီ9နှစ်ချိန်ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာဒီ6နှစ်ဒီ6နှစ်ပေါင်းတာကပေါင်းရှင်း7ရတယ် ဒီမှာတိကတစ်ကြိမ်ဖြစ်ပါတယ်။ကိုးနှစ်ကြိမ်ပေါင်းရှင်းက18ဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ဒီ6နှစ်နဲ့ဒီ2နှစ်ပေါင်းရင်30ပေါ့နော်။6နှစ်နဲ့2ပေါင်းရင်30ဒီမှာတိတလုံးကြံနေပေါ့နော်။ရလာလေတိကိုကျွန်တော်9နဲ့ပေါင်းတာဖြစ်ပါလေခင်ဗျာတင်းနဲ့9ပေါင်းရှင်းဒီ6 6ကို2နဲ့ပေါင်းရှင်းဒီ7တင်း6ရှိကိမှာ646ဆိုပြီးဖြစ်ပါလေခင်ဗျာโอเคဒါကြောင့်မို့ဒီမှာဆိုရင်6ဒီအထိတ်စီနဲ့အပိတ်နေရဖြစ်ပါတယ် 16ကိမှာ646ဖြစ်ပါတယ်ဗောနော်အဲဆိုရင်ဒီမှာပြန်ကြည့်ရအောင်ဒီမှာဗောနော်16ကိမှာ646ပြီးတော့ဒီ383များစွာလေးကိုဆက်ပြီးကြည့်အောင်လားခင်ဗျာအဲဆိုရင်ကျွန်တော်အတရားပေါ်ကလိုမျိုးပဲဗောနော်3ညနဲ့ချိန်ဒီ3ညဖြစ်ပါတယ်ဒီ6နဲ့6နဲ့ပေါင်းရှင်းကလည်း3ညဗောနော်ဒီ9ကတစ်ချိန် ဒီ၃နဲ့ချိန်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ခွန်နဲ့6ပေါင်းတော့73 3ကိုဒီအပေါ်ကလိုမျိုးပဲပေါ့နော်ကျွန်တော်ဒီ9နဲ့ပေါင်းတာ8 8ကို2ပေါင်း30 3 7 3ညမှာဆိုရင်9ခွန်8ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့3 7 3ညထက်ကဒီ8ဒီ9ခွန်8ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာ3 7 3ညမှာ9ခွန်8 8ရဲ့3ညရဲ့ပုံတူထက်က8ဒီ ကိုခွန်ရှိဖြစ်တယ်ဗောနော်ဒီမှာတော့၃ညခွန်၃ညတိခမန့်တယ်ဆိုပေမဲ့ပြိဖောက်သွားတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ဒီ16ချိန်အတွက်ဗောနော်နေ့နံပါတ်2ကဒီအပေါ်ကလိုမျိုးပဲ၈နှစ်ချိန်ပေါင်းရှင်းဒီ16ဖြစ်ပါတယ်ဒီ6နှစ်၈နှစ်ပေါင်းတာက14ရတယ်ဗောနော်ဒီ8ကတစ်ချိန်ဒီ9နှစ်ချိန်ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်6ရက်4ရက်ပေါင်း30ဗောနော်8နှစ်3ညနဲ့ပေါင်း8 ရှစ်ကိုကျင်တော့ငါးနဲ့ပေါင်းတော့ပေါင်းရှင်73တုံးကိုနင်းနဲ့ပေါင်းတာငါ၈35ကီဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်နီးနံပါတ်2ကကျွန်တော်တို့735ဖြစ်ပါတယ်ပေါ့နော်တုံညာနှစ်လေးရဲ့735ရဲ့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ ကနန်းကမတူဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီတစ်ပတ်မှာဒီကနန်း၆လုံးခဲကနှလုံးပါရမှာဖြစ်ပါလေပေါ့နော်။ဒါလေးကိုအဲအတွဲတွဲလို့အရှင်းပြရတယ်ပေါ့နော်။၃ညနေလေးရဲ့၈၃၅ရဲ့ဖြစ်ပါတယ်။၃ညနေလေးကီပြီးရင်၈၃၅ကီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်အတွဲအတွဲလိုက်ရင်ကျွန်တော်3ည6 3ည3 3ည5ဆိုပြီးဖြစ်ပါလေပေါ့နော် သုံညာရှိသုံညာသုံးသုံညာငါပြီးရင်နေရှိပေါ့နော်နေရှိနေသုံးနေငါဆိုပြီးဖြစ်ပါလေလေရှိလေရှိလေသုံးလေငါဆိုပြီးတော့ဒီအတွဲကိုယ်အတွဲရမှာဖြစ်ပါတယ်ခင်ဗျာဒါဒီကျွန်တော်19ချိန်အတွဲဖြစ်သွားမယ်ပေါ့နော် 19ကြိမ်အတွက်အထီးကီး၃လုံးနီးနှမျိုးကနဲမတူဘူးပေါ့နော်ဆိုတော့ဒီတစ်ပတ်ကျွန်တော်အခွင့်အရေးကိုတိတိယယအသုံးချနိုင်ရင်ပို့ပြီးတော့အကောင်းမယ်ပေါ့နော်ကီးဒီအာလ်ကုံလုံးကဆက်ပြီး OK ခဲ့မယ်ဆိုရင်ပေါ့နော်၃ညနေလေးကီး၈35ကီးဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာโอเคခုလုံးလုံးဆက်မှာတော့ကျွန်တော်၃လုံးပေါင်းချင်းပရိတ်နဲ့အပြီးခွင်နဲ့ညီထားတာဆိုရင်ပေါ့နော်၃လုံးပေါင်းချင်းပရိတ်နဲ့အပြီးခွင်နဲ့ညီထားတာဆိုရင် တိနဲ့ကဲညီတာဆိုရင်ကျွန်တော်ခွန်ချစ်၃ညအာတကွက်ရှိတယ်ပေါ့နော်ခွန်ချစ်၃ညအာတကွက်ဆိုတော့ဒီမှာ၃ညရဲ့ချစ်ရဲ့ဆိုပြီးပါနေတယ်ပေါ့နော်၃ညချစ်အတွက်ခွန်ချစ်၃ညအာဆိုပြီးဘူလိုလို့ဆယ်တော့ဒါလေးဖြစ်ပါတယ်ပေါ့နော်โอเคโอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်နှလုံးပေါင်းရှင်းပရိတ်ကိုပြန်နေတော့မှာဖြစ်ပါတယ်ပေါ့နော် ခဲတီဟာလေးဖြစ်ပါတယ်ဗောနော်တီဟာလေးနှလုံးပေါင်းခြင်းပရိရဲ့နောက်ထပ်ဗီဒီယိုမှာအနာနှလုံးပေါင်းခြင်းပရိနဲ့ဒီနှလုံးပေါင်းခြင်းပရိကိုတခါတည်းတွဲတင်ပြီးသွားမယ်ဗောနော်ကျွန်တော်ဒီကိုခွန်ရှိဖြစ်ပါတယ်ဗောနော်ကိုခွန်ရှိဆိုတဲ့အတွက်ကြောင့်မို့ဒီမှာဒီနှလုံးပေါင်းရင်ဗောနော်ကိုနဲ့ခွန်ပေါင်းခြင်းက16ရပါတယ်ခွန်နဲ့ရှိရပေါင်းတာ15ဗောနော်ဒီကိုနဲ့ရှိပေါင်းတာ16ဆိုတော့ကျွန်တော်9 6ခွန်ပေါင်းခြင်းအတန်ဗောနော် အဲ့မှာဆိုရင်ကျွန်တော်နေ၄ခုထဲက9ပေါ့နော်နေ3ခု3ညာထဲက9 6ခုဆိုတော့9 3နံပါတ်3ခု9ထဲက9ဆိုပြီးတော့ကျွန်တော်ပေါင်းရှင်းအတန်း9နီး3မျိုးစလုံးဖြစ်ပါတယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီခါကတော့ပင်ကြပေါ့နော်ပင်ကြကီးဒီ1မျိုးဖြစ်ပါတယ် ဒီနှမျိုးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာတင်ပြသွားပြီးတော့အနောက်နှလုံးပေါင်းခြင်းပရင်းနဲ့လည်းတစ်ခါလေးတွဲတင်ပြသွားမှာဖြစ်တယ်ပေါ့နော်။ Okay အခုလောလောဆယ်မှာတော့ကျွန်တော်ဒီကီးတွဲအနေနဲ့80 3983335218235ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။